တော့ဒီမှာ၃နောက်ပိတ်နော်သူ့ဆောင်းမှာအပူပူးတယ်။၃နောက်ပိတ်ကနေအပေါ်တပင်ကြော်တက်1 4 6 8 10 12 14ချိန်မှာအပူပဲ၃နောက်ပိတ်ဆောင်းမှာနော်။သူကနေအပေါ်တပင်ကြော်တက်1 4 6 8 10 12 14ချိန်မှာအပူပဲ၃နောက်ပိတ်ဆောင်းမှာနော်။သူကနေအပေါ်တပင်တက်1 4 6 8 10 12 14၁၂၁၄၃နောက်ပဲရဲ့ဆောင် ဒါဒီပင်ရမှာပူးမလာပေါ့နော်သူကဒါတိုက်အပူးတွေရအဲ့ဒါဇောင်းတက်လာတယ်နော်အဲ့အဲ့ဒီအပူးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီညကနန်းနှက်ပတ်ပြမယ်စိတ်ကတော့ရှေ့ပဲဆိုတော့ तू ကသွားစုံချက်ဖြစ်နေလို့ပါ339ကိုကလနာလည်းမနေ့ပြန်သွားကူရမယ်ကလနာမရှိတော့ဘူး352နော်အဲ့ကျွန်တော်တို့ကျွန်တော်ကစားနေကြနှစ်ဦးမှာဟိုကိုထိတ် တုံညာခါနဲ့ဗရိတ်ကိုเนาะကိုထိတ်ပြီးတော့တုံညာထိတ်တုံညာခါနဲ့ဗရိတ်30တစ်ထိတ်တုံညာခါနဲ့ဗရိတ်71เนาะအဲသူကနေပြီးတော့ကျွန်တော်တို့နှစ်နှစ်ကြော်သူကနေပြီးတော့ကျွန်တော်တို့နှစ်နှစ်ကြော်မှာနှစ်ဗရိတ်ကိုစားကြည့်เนาะနှစ်ဗရိတ်အဲ့ဒီနှစ်ဗရရဲ့အောက်တပွဲကြောမှာထွက်တဲ့ခဏ ဒီငါးထိတ်ကြောင့်ထိတ်နှလုံးကိုတက်ဆဲလို့ရိုက်ပြီးတင်းနောက်ပိတ်နဲ့ဗရိတ်ရှစ်လို့သူ ထွက်ထားတဲ့ဇောင်းမှာ ထွက်တဲ့ကနေအဲ့ဒီကနေကသူ့ရှိနှစ်ကကနေနော်အဲ့တော့ဒီတင်းနောက်ပိတ်ဗရိတ်ချစ်ရဲ့ဇောင်းမှာ ထွက်တဲ့ဒီကနန်းဒီသူ့ရှိနှစ်ကကနေအဲ့ဒီကနန်းဒီရှိ3နှစ်ကျော်ကကနေနော်တက်ခါ ျွန်တော်တို့ဒီတုံညာနောက်ပိတ်သူ့အောင်ဆောင်မှာပရိတ်တဆေသူကနေ3နှစ်ကြော်လိုက်တော့ကျွန်တော်တို့ပရိတ်အဲသူကနေ2နှစ်ကြော်2နှစ်ကြော်ကျွန်တော်တို့ဒီမှာပရိတ်နှစ်လို့ကြာအဲ့ဒီပရိတ်နှစ်ရဲ့အောက်တဝဲကြော်မှာထွက်တဲ့ကနေ483เนาะအဲ့ဒီ483ဒီသူ့ရှေ့နှစ်ကကနေเนาะသူ့ရှေ့နှစ်ကကနေ အဲ့ဒီကနန်းဒီအရှိ3နှစ်ကျော်မှထွက်ထားတဲ့ကနန်းဖြစ်ကော3နှစ်ကျော်မှထွက်ထားတယ်ကနန်းဟဲ့သူကဒီလိုမျိုးလာအဲ့သူ့ဘေးမှာခုနကအတိုင်းပဲဒီငါးထိတ်ကြောင်ဟဲ့ဟောသူကဒီကြတော့ဒီလိုအော်သူကနှစ်နောက်ပိတ်ပရိရှိဒီနှလုံးတက်စေဟုတ်တယ်ဟုတ်တယ်အဲ့ဒီငါးထိတ်ကြောင်သူကထိတ်နှလုံးတက်စေ ဖနေလုံးတက်စေကိုနှစ်နောက်ပိတ်နဲ့ပရိရှိလို့ထွက်တာနော်ပြီးတော့တစ်စီသုံးလုံး၅လို့ယူလဲရနော်ဒါပေမဲ့ तू က၅ထိပ်စီကိုပုံသေးတဲ့ငါထိပ်စီပုံသေးတဲ့ပြီးတော့မှထိပ်နှလုံးကို तू အောက်မှာတက်စေဖြစ်ပြီးရှစ်ပရိကိုနှစ်ပိတ်နဲ့ရိုက်တာနော်ဒီမှာငါထိပ်စီပုံသေးတဲ့တယ်ငါထိပ်စီရဲ့အောက်မှာထိပ်နှလုံးတက်စေကိုတင်းနောက်ပိတ်နဲ့ပရိရှိလို့ရိုက်တယ် तू ဆောင်မှာထွက်တာရှစ်နှစ်ကကနဲ၃နှစ်ကြောက်ကနဲဒီမှာလည်းအတူတူပဲဒီ၄၃ရှစ်တည်း तू ရှစ်နှစ်ကကနဲ เนาะไอ้ดิกระนั้นดิอิชิ3นิดจ่อกันนะเนาะဟုတ်ပြီဒါဆိုရင်အခုကျွန်တော်တို့တစ်ထိပ်ပြိစက်တစ်ရိုက်ပြီသူကနေ2နှစ်ကြုံမှာနှစ်ပြိကဒီမှာကြာအဲ့ဒီနှစ်ပြိရဲ့အောက်တပွဲကြော်ဒီနေရာ ထွက်မိကနေသူရှိနှစ်ကကနေเนาะအဲ့ဒီမှာသူကလဲ9ထိပ်စီလို့ထည့်တယ်ထိပ်စီနှလုံးကို10လို့ရိုက်တယ်3နောက်ပိတ်နဲ့ပြိ10လို့သူထွက် အဲ့ဒီဗရိတ်ရှိရဲ့သုံးနောက်ပိတ်ဗရိတ်ရှိရဲ့ဇောင်းမှာထွက်တဲ့ခဏလေးသူ့ရှေ့နှစ်ကခဏနော်အရှိသုံးနှစ်ကျော်ကခဏနောက်တစ်ချက်က၄၃ညလေးနော်သူ့ရှေ့နှစ်ကသူအဲ့လိုဖြစ်အဲ့တော့ကျွန်တော်တို့ကဖြည်းဖြည်းချင်းပြန်ပြီးတော့ပြောကြည့်တာနော် ကိုထိတ်ရှိတယ်ဗရိတ်ကိုရှိတယ်တုံညာခါနဲ့ကိုပဲတယ်အဲ့ဒီတုံညာရဲ့ပါဝါနှစ်နှစ်ကျော်မှကျွန်တော်တို့ဗရိတ်နှစ်အောက်တဝဲကျော်မှထွက်တော့ဒီတုံညာရဲ့ပါဝါငါထိတ်ကိုထိတ်နှလုံးတက်ဆယ်လို့ရိုက်တယ်တင်းနောက်ပိတ်နဲ့ဗရိတ်ရှစ်လို့ထွက်တယ်သူ့ဆောင်မှာသူ့ရှေ့နှစ်ကကနေအရှိတုံနှစ်ကျော်ကကနေနော်အဲ့အခုဒီမှာလဲကျွန်တော်တို့တုံညာထိတ်လို့ရိုက်တယ်ဗရိတ်တက်ဆယ်လို့ရိုက်တယ်ตัวนี้ตะนิดจ่อ ကျွန်တော်တို့ဒီမှာတုံညရဲ့ပါဝါ၅ထိပ်ထိနေလုံးက30လို့ရိုက်တယ်။ငါပါဝါထိနေလုံး30လို့ရိုက်တယ်။နှစ်နောက်ပိတ်နဲ့ဗရိတ်၈လို့ထွက်တယ်သူ့ရဲ့ဇောင်းမှာ။သူ့ရှေ့နှစ်ကကနဲအရှိ3နှစ်ကျော်ကကနဲနော်။အဲသူကဒီနှစ်ဗရိတ်ရဲ့အောက်တပွဲကျော်။အဲအခုဒီမှာကျွန်တော်တို့၁ထိပ်ဗရိတ်၁ကိုတုံညခါးနဲ့ထွက်လို့တစ်နှစ်ကျော်မှာ။၅ထိပ်စီ၅ပါဝါထိနေလုံးက30 ၃နောက်ပိတ်အငိမ့်နဲ့ပရိသတ်၈လူထွက်တယ်သူ့ဆောင်မှာထွက်မဲ့ခဏန်းနှစ်ပရိရဲ့တပွဲကျော်ထွက်မဲ့ခဏန်းသည်သူ့ရှိနှစ်ကခဏန်း၃နှစ်ကျော်ကခဏန်းနှစ်ကွက်တည်းရှိနှစ်ကွက်တည်းရှိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ကအပူးကိုခုနကပြခဲ့တယ်အပူးတွေအများကြီးရှိတယ်နော်အဲ့တော့ကျွန်တော်တို့အပူးခဏန်းတစ်ကွက်ထည့်ချလိုက်မယ်နော်ဒီကောင်ကိုလည်းထည့်ရမယ်၄၃ညာ၄နော်ဒါဒီနှစ်ကွက် ထည့်ပြလိုက်เนาะဒီနှစ်ွက်ထဲကျွန်တော်ထည့်ပြလိုက်အဲ့တော့ကျွန်တော်တို့ဒီ3နှစ်ကြော်ရခဏန်းကသူရှိနှစ်ကခဏန်းเนาะသူရှိနှစ်ကခဏန်း3နှစ်ကြော်ခဏန်းလာပေါ့နောက်ဒီမှာလဲ၄3ရှိသည်သူရှိနှစ်ကခဏန်းเนาะအရှိ3နှစ်ကြော်ရခဏန်းလာပေါ့ ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာမနစ်ကထွက်ထားတဲ့ခိုင်နဲ့ကိုကိုခွန်နဲ့လေးတုံရလေးဒီခိုင်နဲ့ကွက်တည်ရှေ့သုံးနှစ်ကျော်လာတာဒီနှစ်ကွက်ပဲရှိတယ်ဂျန်နဲ့ကွန်နဲ့တကွက်မှလိုက်မပေါက်ထားဘူးเนาะအဲ့တော့အဲ့ဒီနှစ်ကွက်လုံးဒီပွဲကိုကျွန်တော်တို့အထက်အပူခွားလည်းရှိတယ်ဗရိတ်ရှစ်တည်းလည်းရှိတယ်ဗောဗျာเนาะနောက်တစ်ချက်ကကျွန်တော်တို့သူ့ဝါနေပြီးတော့အောက်ကိုတန်းတန်းဆင်းရှားလာလိုက်တော့အဲ့ဒီနှစ်ထဲမှာ ကွနေတန်းတန်းဟင်ဟုတ်တယ်ဟိုသူကနေသူကနေအောက်တဘွဲကြော်တန်းတန်းဆင်းလာလိုက်နော်သူ့အောက်ပါဟုတ်ပါသူ့အောက်ပါဒီကဏ္ဍကလည်းသူ့ရှေ့နှစ်ကကဏ္ဍသုံးနှစ်ကျော်ကကဏ္ဍเนาะသူ့အပေါ်တက်တန်းတန်းသွားဒီကဏ္ဍဒီသူ့ရှေ့နှစ်ကကဏ္ဍသုံးနှစ်ကျော်ကကဏ္ဍเนาะ အဲသူ့အောက်ဆင်းလာတန်းတန်းသွားဒီကနေ့ကလည်းသူ့ရှေ့နေကကနေ၃နှစ်ကျော်ကနေအခုသူ့အောက်ကနေဆင်းလာတန်းတန်းလာလိုက်ဒီဘွဲမှာထွက်မဲ့ကနေဒီသူ့ရှေ့နေကကနေရှေ့၃နှစ်ကျော်ကနေနော်အဲ့ဒီမှာကျွန်တော်တို့ဘလို့ပြောရုံမဆိုတော့အဲ့ဒီနှစ်ထဲကကနေနှစ်ကွက်ထွက်တာ၆ချောက်တက်တည်လေသူ့ရှေ့နေမှာထွက်ပြီးတော့နောက်နှစ်ကိုလိုက်ပေါက်သူကအဲ့လိုမျိုးလဲဖြစ်ထားတယ် ဒါဆိုရင်ဒီနှစ်ထဲမှာကော438နဲ့441နှစ်ကွက်နော်438လဲလိုက်ပေါက်တယ်441လဲလိုက်ပေါက်တယ်နော်အပူတစ်ကွက်ပါနေတာကိုပြောချင်တယ်နော်အခုအဲ့ဒီမှာကကျွန်တော်တို့ကနှစ်ကွက်လုံးကတော့အပူဖြစ်နေတာနော်နှစ်ကွက်လုံးကဖြစ်နေတာဖြစ်နေတော့သူကနှစ်ကွက်ပေါက်ထားခဲ့လို့နှစ်ကွက်စလုံးလိုက်ပေါက်တယ် ဒီကနန်းနေက3နှစ်ကြော်ပါနှစ်ကွက်လုံးပေါက်ထားခဲ့အဲ့နှစ်ကွက်လုံးကသူ့ရဲ့နောက်နှစ်ကိုလိုက်တယ်နော်အဲ့ဒီကနန်းနှစ်ကွက်ကလည်းသူ့ရှိနှစ်မှာနှစ်ကွက်လုံးသူကလိုက်ပေါက်ခဲ့တယ်ပေါက်ခဲ့လို့အဲ့ဒီနှစ်ကွက်ကသူ့ရဲ့နောက်နှစ်မှာနှစ်ကွက်လုံးသူလိုက်ထွက်တယ်နော်နှစ်ကွက်နှစ်ကွက်အတိကစားအဲ့ဒီနှစ်ထဲကကနန်းကလည်းနှစ်ကွက်3နှစ်ကြော်ကိုသူကစားခဲ့တယ်နှစ်ကွက်လုံးကစားခဲ့အဲ့ဒီနှစ်ကွက်သေးက တကွက်ကိုဒီပွဲမှာကျွန်တော်တို့ကထည့်ကစားရတော့เนาะအဲကျွန်တော်ကပြောချင်တာလေးကအပူခွာကနေတကွက်ကျင်းသေးပေါ့မှာရေเนาะအခုတွေ့နေတာကလည်းအပူခွာနှစ်ကွက်လုံးရေနောက်ဒီပွဲမှာအပူခွာ site တွေတော်တော်များများကြီးကိုရှိနေတာပေါ့เนาะအဲ့ဒါလေးနဲ့ကျွန်တော်ကပြောချင်နောက်ကျွန်တော်တို့၄၃၄ပေါ့ เนาะကျွန်တော်တို့ဒီနားမှာ6နှစ်ချာ5နှစ်ချာပေါ့เนาะသူကနေတခါနှစ်၄5နှစ်ချာသူတို့ချစ်ထိတ်စီရှိတယ်30ခွန်ခွာတယ်သူ့အောက်မှာနောက်ပေါင်း9လောက်ရိုက်တယ်အဲ့ဒီအောက်မှာထွက်တဲ့ကံသူ့ရှိနှစ်က၄နောက်ပိတ်ကံန်းပေါ့เนาะ၄နောက်ပိတ်ကံန်းလာထွက်တယ်တခါရှစ်3ခွန်လို့ဖြစ်ပြီးတော့တပွင့်တိုးတပွင့်လျှော့နေရှစ်ပြီးတော့ခွန်ပေါ့ခွန်ထိတ်စီလို့ရိုက်တယ် ဒီမှာ30ခွန်ခွာပြီးတော့ဒီမှာ38လို့ခွာတယ်ဒီမှာနောက်ပေါင်း9ကိုဒီမှာနောက်ပေါင်း6လို့ရိုက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့4နောက်ပိတ်နေခဏကလေသူ့ရှေ့နှစ်က4နောက်ပိတ်နေတယ်နဲ့လာထွက်တာနော်ဒါဆိုရင်တဝက်နေ9နဲ့ရှားလိုက်တော့ကျွန်တော်တို့ဒီမှာခွန်83လို့ဖြစ်ပြီးအခုဒီမှာ639လို့ဖြစ်ပြီနော်အဲသူက3ခွန်38 39လို့ရိုက်တယ် 6ထိပ်စီ9ထိပ်စီ8ထိပ်စီလို့ရိုက်တယ်နောက်ပေါင်း9နောက်ပေါင်း6နောက်ပေါင်း9လို့ပြီးခဲ့တဲ့ပွဲကသူထည့်ထည့်ပြီးတော့လည်းသူ့ရဲ့အောက်မှာ၄နောက်ပိတ်အငိမ့်နဲ့သူ့ရှေ့နှစ်က၄နောက်ပိတ်ခဏ450ယူလို့ရသလို434ယူလို့ရနော်ဘာလို့လဲဆိုတော့သူက6ထိပ်နဲ့ထွက်တယ်ဒီမှာ9ထိပ်နဲ့ထွက်တယ်အခုဒီနေရာမှာ4ထိပ်နဲ့ထွက်ဖမေကနံကလည်း၄နောက်ပိတ်နဲ့ကနံဖြစ်ကမယ်၄နောက်ပိတ်အငိမ့်နဲ့ပဲထွက်တယ် သူ့ရှိနှစ်က၄ဘိတ်ကနန်းလေးဖြစ်ကြမယ်သူ့ရှိနှစ်က၄ဘိတ်ကနန်းလေးဖြစ်ကြမယ်အဲကျွန်တော်တို့ကဒီနေရာမှာသူ့ရှိနှစ်က၄နောက်ဘိတ်ကနန်း၄နောက်ဘိတ်အငယ်เนาะတခါ၆ထိပ်၅ထိပ်၄ထိပ်နဲ့ထွက်မယ်ကဲထိုးတဲ့တကွက်တည်းရှိတာ၄၃၄เนาะဒီလိုမျိုးလဲယူလို့ရတယ်ခုနကကျွန်တော်ပြောတဲ့ကိုကိုခွန်လဲယူလို့ရတယ်เนาะအဲ့တော့ဒီမှာ၄မခွပဲနဲ့ကျွန်တော်တို့ဒီလိုကြီး၄ပါဝါ၉កောက်ချိန်ပြီးခွသွားရင်ကော ကိုခုံကိုထိုးမရဘူးလားရတာပဲเนาะအဲ့ဒီနှစ်ကွက်လုံးကတော့အာထည့်ရမယ်နောက်တစ်ချက်ကျွန်တော်တို့အဲ့ဒီမှာကြည့်လိုက်လေเนาะဒီနှစ်ကဲ့နှစ်ခတ်ကို तू က၄ထိပ်စီးနဲ့ထွက်တာလားသူ့ရှိနှစ်ကကဏ္ဍ၃နှစ်ကြော်ရကဏ္ဍဒါဆိုရင်ဒီမှာဒီပရိတ်နှစ်နှစ်ရဲ့နှစ်ခတ်၄ထိပ်စီးနဲ့သူ့ရှိနှစ်ကကဏ္ဍ၃နှစ်ကြော်ရကဏ္ဍထွက်တာလားအဲ့ဒီမှာတကွက်ထဲထည့်ချလိုက်လीเนาะ၄ထိပ်စီးနဲ့သူ့ရှိနှစ်ကကဏ္ဍ၃နှစ်ကြော်ရကဏ္ဍ ဟုတ်တယ်မလားတကယ်လို့လေးကိုမပေးခြင်းဘူးဆိုရင် तू ကလေးနဲ့ကိုကအတူတူပဲပါဝါချင်းကစားသွားရင်ကစားလို့ရနေတာပဲဟုတ်တယ်မလားလေးလာလာကိုလာလာကြိုက်တယ်လို့လားနော်သူတို့နှစ်ခုကလေးနဲ့ကိုကပါဝါချင်းကစားမယ်ဆိုရင်ကနနနှစ်ကွက်ပေါင်းတစ်ကွက်သေးပဲဖြစ်နေတယ်သဘောမျိုးဖြစ်နေတယ်နော်အဲ့ဒီဘွဲမှာသူတို့ပြောနေတယ်ဒါရှစ်ပရိတ်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 တက်လာကြည့်ပါလား၄၃ညာ၄လို့တက်လာဘူးလုံးမလုံးနော်ဟုတ်တယ်ခွာလား ကျွန်တော်အဲ့ဒီနေရာမှာရှေ့ပရိတ်မယူဘူးဒီရှေ့ပရိတ်သုံးချက်နေရာမှာကျွန်တော်တခြားဟာနဲ့ကျွန်တော်ပြောင်းယူထားတယ်နော်ဥပမာဒီ၅ပရိတ်ကိုဗျာကျွန်တော်တို့ယူကြ၅ပရိတ်ကိုဘာလို့ကိုကိုဟွန်ဒီနေရာကျွန်တော်ယူထည့်တယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီမှာပရိတ်ရှစ်ပရိတ်ရှစ်တို့ပရိတ်ရှစ်သုံးချက်ကစားပြီတဲ့နော်အဲ့ဒီရှေ့ပရိတ်သုံးချက်ကိုရှေ့ရဲ့နက်ခတ်ဒီပရိတ်သုံးခုပေါင်း၁ဖြစ်ကထည့်ကြည့်လိုက်၄၉ဆိုတော့၃ 38နဲ့ပေါင်းရင်1လို့ဟာဒီဗရိတ်ရှိရဲ့နှက်ခတ်ဗရိတ်3ခုပေါင်း1ဒါဆိုဒီဗရိတ်ရှိရဲ့နှက်ခတ်ဗရိတ်3ခုပေါင်း1မနေဘူးလားဒီမှာ2နဲ့1နဲ့ပေါင်း3 38နဲ့ပေါင်းရင်1ပဲဖြစ်တာเนาะဒါဆိုဒီဗရိတ်ရှိရဲ့နှက်ခတ်ဒီမှာဗရိတ်3ခုပေါင်း1လို့ဖြစ်အောင်ခွန်ရဲ့9ရဲ့ပေါင်းရင်6 6ရဲ့9ရဲ့ဆိုတဲ့ဗရိတ်ထဲမှာဗရိတ်3ခုပေါင်း1လို့သူဖြစ်မှာမို့လို့အဲ့ဒီနေရာကျွန်တော်9ဗရိတ်အဲ့ဒီကနေကျွန်တော်ထည့်ပေးရခြင်းဖြစ်တယ်စိုက်အရာက တကွက်တဲထိုးရမှာ၄၃ညာ၄လို့သူကအဲ့လိုပြောနေတာဒါပေမဲ့ဒီ line ကတက်လာတဲ့ငါးပရိတ်ရှိနေလို့ကျွန်တော်ဟဲ့ကောင်ကိုထည့်တယ်နော်ဟုတ်ပြီလားသဘောပေါက်ပြီလားဝယ်ချင်းလာဝယ်ကြအချိန်ရှိသေးတယ်၃ရက်ပဲချိန်ပေးမယ်၃ရက်တင်းလာဝယ်ဝယ်မဝယ်ရင်သွားအဲဝယ်ရတဲ့လူတွေလည်း၃ရက်ပဲအချိန်ပေးမယ်လာယူရင်ယူမယူရင်သွားမယူရင်အဆုံးနော်ကျွန်တော် တိတ်ပြီးတော့မပြောချင်တော့ဒီထဲမှာကျွန်တော်ကလည်းမอยู่ဘူးတဲ့လူပါရှိကောမရှိနော်ဒါပေမဲ့ကျွန်တော်တို့စမ်းကြည့်ပေါ့ဗျာနော်စမ်းကြည့်ပေါ့ပြီးခဲ့တဲ့ဘွဲလည်းအကြိုက်ဆိုပြီး share ဝုန်းခိုင်းတာပဲနော်ဘယ်တတ်နိုင်မလဲလွဲတာဒီဘွဲလည်းအကြိုက်ပဲကျွန်တော် share ဝုန်းခိုင်းမှာပဲ site တွေတော့ကျွန်တော်ဒီတစ်ခါတော့ line မတင်ပေးတော့ဘူး ပြီးခဲ့တဲ့ဘွဲကတော့သူလည်းတင်ငါလည်းတင်နေဆိုတော့ကဲမထူးဘူးကွာကိုလူတွေလည်းကြည့်ချင်းပါပဲဆိုပြီးကျွန်တော်ကတင်ပေးလိုက်တာဒီဘွဲတော့မမျော်နဲ့နော်ကျွန်တော်မတင်ပေးတော့ဘူးကျွန်တော်လူတွေပဲကျွန်တော်ပို့လိုက်တော့တယ်ကဲနောက်ကြတဲ့မင်္ဂလာပါဆရာဟာတဲ့ဟုတ်ကဲ့ပါနော်ကဲအဲ့လိုနောက်ကြတဲ့မိတ်ဆွေတွေပြန်ကြည့်ပါဒီ site ကိုကြည့်ပြအောင်ကြည့်ပါနော် ဒီ site ကိုကြည့်ပြအောင်ကြည့်ပါဒီ site ကအလုံးလုံးပါလိမ့်မယ်နော်ကျွန်တော်အဲ့လောက်ပဲကျွန်တော်ပြောနိုင်ပါတယ်အလုံးလုံးလိမ့်မယ်ပြီးခဲ့တဲ့ဘွဲကသူလုတ်သွားတယ်နော်ပြီးခဲ့တဲ့ဘွဲကသူဘာလုတ်သွားလဲကျွန်တော်ပြောခဲ့ပါတယ်ပြီးခဲ့တဲ့ဘွဲတုန်းကတုံညာနှလုံးထောင်သူ့ဆောင်မှာတုံညာခါနော်ကျွန်တော်တို့ကဘာသွားယူတော့ပဋိဋ္ဌာကဘာသွားယူပလိုက်တယ်လွဲရောအဲ့ဒီလိုပဲပြီးခဲ့တဲ့ဘွဲက ော်ကျွန်တော်တို့ဒီမှာတုံညာထိတ်နှလုံးထိတ်တူထိတ်လို့ဖြစ်လို့အဲ့ဒီတုံညာဒီသူ့ဆောင်မှာခါဒီမှာကျွန်တော်တို့ပရိထပ်ပါတခါလဲသွားဆွေးနွေးလိုက်တယ်လွဲ့ရောအခုဒီမှာပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြောခဲ့တယ်ဒီနှလုံးတုံညာကိုတုံညာရဲ့ညမညရင်ဒီငါးဒီခါဝင်ရပါနော်အဲ့ဒီမှာကျွန်တော်တို့ကသုံးထိတ်စီးပြန်ကြရေသုံးထိတ်သုံးလုံးထောင်အားမယ်ဆက်ရေဒီငါးငါးဝင်မလားငါးဝင်မယ်ဆိုရင်ကျွန်တော်တို့ကဒီသုံးငါးလို့ပဲရေးရမယ် ဒီနှလုံး30ဖြစ်နေလို့၃ညာခါဝင်မယ်ဆိုကျွန်တော်တို့က3 3ညာလို့ပဲရေးရမယ်အဲ့တော့ကျွန်တော်ကဒီနှစ်တွဲနဲ့ပြန်ကြကို3 5 6 3 3 9 9နှစ်ကွက်ပဲကျွန်တော်ထည့်နော်အဲ့မှာကျွန်တော်ကဘာလို့ပြောတော့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ခါတူခါကြပြီးမှသူ့အောက်မှာသူ့ရှေ့နှစ်ကလေးထည့်စီကနန်းကိုကျွန်တော်ကဆော့ရှင်တာနော်အဲ့သူ့အောက်ကိုတန်းတန်းဆင်းလာလိုက် ဒီကနန်းသည်လည်းဒီလိုပဲခါတုခါကြပြီးမှသူ့အောက်မှာထွက်မဲ့ကနန်းသည်သူ့ရှေ့နှစ်ကကနန်းကိုကျွန်တော်ကကစားခြင်းနာเนาะအဲ့တော့ဒီနေရာမှာပြီးခဲ့တဲ့ဘွယ်ကျွန်တော်ခေါ်ပြီးပေါ့เนาะဒီ၃ညကိုဒီ၃ညသည်ဒီကိုခါထဲဒီနှလုံး၁၀သည်ထိတ်သည်ခါကိုထဲမယ်ဆိုရင်၃ညခါကိုကျွန်တော်ခေါ်ချပြီးတော့၃ညကိုဆိုပြီးကျွန်တော်ချအဲ့ဒီလုံမမဟုတ်ဘူးငါနှလုံးထောင်သည် ခါထည့်သွားမယ်ဆိုရင်3 6ဆိုပြီးကျွန်တော်အဲ့ဒီလိုရည်ရွယ်ချက်နဲ့ထည့်ချလိုက်တာပဲခါယူလိုက်တာမဟုတ်ဘူးဒီမှာသူကဒီ3ညနှလုံးထောင်နာတာဒီနောက်ကို ပြောင်းသွားလို့လည်းရတယ်เนาะအဲ့ဒါကကျွန်တော်ကိုထိတ်3ညအပိတ်နဲ့နေရဒီလိုမျိုးကျွန်တော်ဆွဲပြီးတော့ပြခဲ့တာအမှန်တကယ်အဲ့3 6ပြတဲ့နေ့ကကျွန်တော်ဒီလိုမျိုးဆွဲထည့်မှာเนาะအဲ့ဒါကိုကျွန်တော်မပြပြတဲ့ မပြပြဘူးဆိုတာကဒီလိုင်းကိုဆွဲပြလိုက်တာ930နောက်ဟိုပါသွားမှဆိုလို့ကျွန်တော်အဲ့ကောင်ကိုခြံခဲ့တာဒီမှာတော့ကျွန်တော်အတွေးရတော့နှစ်တွေးနှစ်မျိုးတွေးထားတာပဲငါးမခါရင်တုံညာခါပဲနော်အဲ့ဒီကောင်ကြာခဲ့မှာသူ့အောက်မှာထွက်မဲ့ကနန်းသည်သူ့ရှေ့နှိကကနန်းသည်တဲ့တိုင်းသူကဒီနှလုံးငါးငါးလို့ထည့်သွားတာဆိုရင်ဒါဆိုရင်တော့อืมဒီစိုက်ကတော့တမျိုးတစ်ပုံတော့သူလှည့်ကစားတော့မယ်လို့ကျွန်တော်အဲ့လိုတွေးထားလို့နော် ချဲမှလည်းမလွယ်ဘူးတွေးရတာနော်ကိုယ်လည်းရောက်မှအဲ့မှာတုံညမတုံညပဲနဲ့ငါးငါးဖြစ်သွားတယ်တွေ့လားအဲ့ဒီလိုမျိုးပေါ့ဒီမှာတုံညတော်ကြီးကစားတယ်ဒီမှာဒီတုံညတွေဒီတုံညတွေဒီမှာကစားတယ်ဒီမှာမတုံညဘူးငါးဖြစ်သွားတယ်ဖြစ်ဒါဆိုရင်ဒီနေရာမှာလေးထိပ်တွေကစားတယ်မနစ်ကကဏ္ဍဒီမှာလေးထိပ်မနစ်ကကဏ္ဍကဲဒီမှာလေးမထိပ်ဘူးကိုးထိပ်မယ်ကွာကဲလေးမထိပ်ဘူးကိုးထိပ်မယ်ဆိုရင်တော့ တန်တန်းတန်းနော်အဲ့ဒါကိုကုန်ကိုပဲဟမ်တော့ငါးပရိတ်လည်းရှိနေတာပဲအခုပြဒီဘောကဆင်းလာတဲ့ဒီမှာငါးပရိတ်ငါးပရိတ်ငါးပရိတ်ဆိုပြီးတော့ငါးပရိတ်၃ချက်ကစားသွားရင်ရောဘယ်လိုလုံးမလို့ဒီလောက်တင်မဟုတ်ဘူးအဲ့ဒီကောင်းတဲ့ငါးပရိတ်ရှိသေးတယ်နော်ဒါပေမဲ့ကျွန်တော်မပြောတော့ဘူးနော်ဒီလောက်ဆိုရင်သဘောပေါက်တယ်ကြောက်ပြအားလုံးပဲနောက်ကြရင် ပြန်ကြည့်ပါနော် ြည့်ပြအောင်ကြည့်ပါเนาะဝယ်ထားတဲ့လူတွေကတော့မကြည့်နဲ့ကြည့်စရာမလိုတော့